လှပမဲ့မောတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကိုဘယ်သူကလွှမ်းမိုးနေတော့ဆိုတွေ့တာမှုတွေကိလေသာတွေလွှမ်းမိုးတယ်လို့ဆိုလို့သူကတော့ပျော်စရာကြီးလို့ထင်နေမှာပေါ့အကောင်းနေကြီးဒါပေမဲ့သူ့စိတ်ကိုလွှမ်းမိုးချုပ်ကင်ထားတာဘယ်သူကချုပ်ကင်တော့ဆိုတွေ့တာမှုတွေပူလောင်မှုတွေအဲ့ဒါတွေကချုပ်ကင်ထားတွေ့တာမှုတွေကချုပ်ကင်ထားအဲ့ဒီအလှပကိုယ့်ရဲ့မြင်ကွင်းနဲ့ကပျောက်သွားတာနဲ့တပြိုင်နက်သူကတော့ကဖြစ်ဖြစ် အလှပကိုဆုံးရှုံးသွားတာနဲ့တပြိုင်နက်သူဒုက္ခရောက်သွားအလှပမမောတဲ့ပုဂ္ဂိုလ်မှာအဲ့ဒါလိုဖြစ်တယ်ဒီလှပဒီတိုင်းရက်နေမှာမဟုတ်ဘူးလေရက်နေမှာမဟုတ်တော့ပျောက်ွယ်သွားမှာခေမာမီဘုရားပဲကြည့်ခေမာမီဘုရားကသူ့ကိုယ်သူသိမ့်လှတယ်ဆိုပြီးတော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုလုံးဝ မစင်သာဘူးအလှအပကိုသူ့စိတ်ထဲမှာသူ့အလှဆုံးဆိုပြီးသူ့ပုံမှာသူ့သူ့ရုပ်ပုံမှာသူတွေ့တာနေတာအဲဒါကြောင့်မို့မြတ်စွာဘုရားကလှတာပတာကိုချိုးချိုးနှိမ်နှိမ်ပြောရတယ်ချိုးချိုးဖက်ဖက်ပြောရတယ်ဆိုပြီးတော့ဘုရားကိုဘယ်တော့မှသွားမတွေ့ဘူးတွေ့ရင်သူ့ရဲ့အလှပတွေချိုးချိုးနှိမ်ပြောမှာဆိုလို့ဟောလှပတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒါလိုသူ့အလှပကိုမှုချိုးမြစ်ချိုးပြောမှာဆိုလို့ဘုရားစီမသွားဘူး သို့သောဝိပိဒါရမင်းကြီးရဲ့နိပရိယေနဲ့ဆောင်ရွက်မှုကြောင့်ဖះနဲ့မတွေ့ကျင်တော့လဲပဲပင်းမှသွားတွေ့တဲ့အနေအထားမျိုးရောက်သွားအဲ့ဒီချိန်မှာမြတ်စွာဘုရားကသူ့တဲ့လှတဲ့အမျိုးသမီးတယောက်ကိုဖန်ဆင်းပြထားဖះနာမှာထိုင်ပြီးတော့ဖះကိုဝကျွန်းငယ်ပြုနေတဲ့အမျိုးသမီးသူ့တဲ့အများကြီးလှတယ် အလှနှစ်ခုကရှင်ကြည့်လိုက်တဲ့အခါကျတော့ဘုရားပန်ဆင်းထားတဲ့အလှကတအားလှအဲ့ဒီမှာအလှနှစ်ခုဘယ်ရံပဲဖြစ်ဖြစ်နှိုင်းရှင်လိုက်ရင်သူကတိသွားတာတူတဲ့နေရင်တော့ကိုယ့်ကိုယ်ကိုအကောင်းဆုံးလို့ထင်တာပဲရှင်လိုက်တာနဲ့တပြိုင်နဲ့သူကသူစိတ်ထဲဘလောက်ထင်နှုံးဆိုဘုရားနာနေတဲ့နေမိတရုပ်အမျိုးသမီးရဲ့အလှကတော့ ဟင်းသမင်းရဲ့အလှလို့ဖြစ်ပြီးသူ့ရဲ့အလှကခြေကန်းတကောင်ရဲ့အလှလို့ဖြစ်သွားသူစိတ်တဲ့ထင်သွားတာပြောတာသူ့ရဲ့တာရာနဲ့ပြလိုက်တဲ့အခါကျတော့သူကနိုင်ရှင်ကြည့်လိုက်တယ်ဟိုကြည့်လိုက်သူ့ကိုပြန်ကြည့်လိုက်ဆိုစိတ်တွေအားငယ်သွားတာနော်စိတ်တွေအားငယ်သွားတာဟာဘာဖြစ်သွားတော့ဆိုသူ့ရဲ့အလှပေါ်မှာဆွဲမဲ့ပြီးမာမနာဖြစ်နေတာအလိုလိုကြားတယ် အဲ့ဒီဆွဲနေတဲ့အဆွဲကြီးငုတ်ကြီးကချက်ချင်းထွက်သွားတယ်သူကသူမလှတော့ဘူးလို့သူဆုံးဖြတ်လိုက်ပြီသူလည်းလှတာပေါ်နေပြီဆိုစိတ်ဓာတ်ကျသွားစိတ်ဓာတ်ကျသွားတယ်ဆိုတာခုနတွေ့တာမှုတွေရောကျသွားတာပြောတာအဲ့ဒီအချိန်မှာသူလည်းလှတဲ့နေမိတယုတ်ကိုကြည့်ပြီးတော့အားကျနေတဲ့အချိန်လေးမှာမြတ်စွာဘုရားကအဲ့ဒီနေမိတယုတ်ကိုတဖြည်းဖြည်းဖြတ်ခနဲ့ဖြတ်ခနဲ့ဖြတ်ခနဲ့ပြောင်းပြီးတော့ အဖွားကြီးရုပ်တင်တဏ္ဍဖြစ်ပြီးတကယ်ကိုအယိုးစုကြီးထီအောင်မျက်တောင်တစ်ခါမျက်တောင်တစ်ခါမှာပြောင်း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 သွားလိုက်တဲ့အခါမှာလှလိုက်တာလို့သူပြောမလို့ဆိုတာရှိသေးတယ်ဟိုကအဖွားအိုကြီးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့အလှပေါ်မှာလည်းစိတ်ပြက်သွားတယ်နိမိတယုံရဲ့အလှပေါ်မှာလည်းစိတ်ပြက်သွားတယ်ကဲတွေ့တာမှုတွေပြောက်မသွားဘူးလားမြတ်စွာဘုရားရဲ့ technique ကအဲ့ဒီလိုသုံးတာ ဖိုင်ဖို့စ်နဲ့တရားဖိဟောတာမဟုတ်ဘူးဟဲ့လားဖိုင်ဖို့စ်နဲ့တရားဖိဟောတာမဟုတ်ဘူးခိုးပေါ်သူ့ကိုသူဆွဲလန်းနေတာကိုသူ့ရဲ့လှတာပြလိုက်တာနဲ့ပြုတ်ထွက်သွားတယ်ခိုးပေါ်ကိုစိတ်ဝင်စားနေတဲ့အချိန်မှာစိတ်ဝင်စားလို့မရအောင်လှုပ်လိုက်တယ်ဟောနှစ်ခုစလုံးလွတ်သွားတယ်သူဟာအဲ့ဒီအချိန်ကျမှတရားဟောလိုက်တာအဖြူတွေဖြစ်သွားပြီလေအဲ့ဒီအချိန်ကျသူဟာဒါမြတ်စွာဘုရားရဲ့တက္ကနိပဲ